ဘလို့ဆန်းလဲဆိုတော့ဒီခောက်ပြီးဆန်းကြရတယ်။ခောက်ဆန်းတော့မှလိုင်းလိုင်းတန်လိုင်းတန်ပေါက်အောင်ပဲ။အဲ့အချိန်ကျမှစကူရတယ်။ဒီပြီးသူဒါဆိုရင်၃ငွေကြီးအထက်မှာပဲရှိမှာ။8000ဝဲ8000လောက်ပဲရှိမှာ။ ဟုတ်ကျွန်တော်နာမည်ကတော့ကိုမောင်မောင်ပါလက်ကူးမျိုးနဲ့ဂျိုကုန်းကြီးရွာမှာကြီးလေးကြီးလမ်းမပေါ်မှာရှိတာပေါ့အတွင်းချမ်းချမ်းထဲမှာရှိတာတော့ဒူးရင်ပိန်းနဲ့တရက်မင်းကော့ကျွဲကောကျောက်မယန်းကျော်အဆုံရှိပါတယ်ခင်ဗျပိန်းနဲ့အသအပင်အပင်ကြီးကတရာကျော်အပင်သေးက150လောက်ရှိပါတယ်လက်ရှိသီးတဲ့အပင်အားလုံးကတော့မွန်ထောင်းကြီးပါပဲခင်ဗျ အဓိကစိုက်တာတော့မော်ထောင်းစိုက်မယ်မိချောင်းကောင်းစိုက်မယ်မွန်ဆန်ကင်းစိုက်မယ်ဆူးမဲစိုက်တယ်အဓိက၄မျိုးစိုက်တာပါဗျာအဲကျွန်တော်တို့ကတော့စားစိုက်လုံးကတော့ဒါဟိုနားလဲလို့တော့မဟုတ်ဘူးဗျာမြောက်ဒီတက်တယ်မဲတော့မှဟိုဘက်မှာအပင်သွားကြည့်ဒီရောက်ဒီရောက်ကိုပရိုဘောတသိမ်းပဲပြရစားဆိုင်လုံးကတော့ဘလူဆိုင်လဲဆိုတော့ကိုကိုတီးတဲ့တက်တဲ့ဟာလေးတွေနဲ့ပဲကိုပဲကိုတွင်းတွင်းသူနောက်ချီတို့ကြက်ချီတို့ထက်ဖြူအရံလေးထက်ရောအပင်အပေါ်ကနေပြီးတော့ ထည့်ပြီးတော့စိုက်ရေလောင်းပေါ်ဒီလိုပဲလောက်တာသူရဲ့အရိုက်စိတ်ကိုပြန်ပြိုးတာပြိုးပြီးတော့မှသူ့တို့တဲကထွက်လာတဲ့ဟာကိုထိတ်ပြက်ပြီးတော့သူဖွဲတာဒါလေးကိုခြုံပြီးတော့ထည့်ပြီးပြိုးလို့ဆိုရင်ဒါပက်လေပဲဆိုတော့ဒီတော့ကအပင်ပက်လေဖတ်တာရက်တော်ကနှစ်နှစ်ဖက်ပဲဖတ်အဓိကအများကြီးကရက်တော်မှာပက်လေပင်ကြတော့သေးသေးလေးနဲ့ခိုင်းပတ်ချလဲထွက်နေဒါ၃နှစ်သားကျော်လို့ရှိရင်ပက်လေပြန်ချက်သွားတာ သူဒီပလတ်တက်ပြန်ပေါင်းထားတာပေါ့။အများကြီးကြတော့သူတို့သက်သက်တည်းရဲ့လာကုန်လို့ပေါ့။စလားလို့ထားတယ်။မျိုးပင်က ခုလာဝယ်ပြီးတပင်သားနပင်သားလည်းဝယ်ကြတယ်။နောက်ဒီဘက်ကရောင်းဖို့ဟိုဘက်ကအကြီးကရောင်းလဲရောင်းမယ်စိုက်လဲစိုက်မယ်။မုံထောင်ပြောက်ခုဘက်ကကြပါအပီးမဲ့မဲ့ဆိုတာတော့ဟိုဒီနားနဲ့နားထောင်ပြီးတော့သူမိမိတဲ့ပုံကမတူဘူးပေါ့ဗျာ။ဟိုတာမန်တော့ကြည့်ရင်ဒါခောက်နေတာပဲ။ဒါလေးနဲ့ခောက်တာပဲဒီ။ဒါအတန်မှာအမှကွာသွားတယ်။မဲ့မဲ့မဲ့ဦး နှစ်ရက်၃ရက်လောက်ကြာမယ်ဆိုတော့ဒါဟိုဒီမှာခွဲနေတပြေးပြေးနဲ့တော့နည်းနည်းသိလာတာပေါ့သူစားပွက်တဲ့အချိန်လေးကိုမှတ်ထားတယ်မှတ်ထားပြီးတော့သူလာပြေးမပြေးပေါ့ဗျာအဲ့အချိန်မှာနောက်ဘလူဆန်းလဲဆိုတော့ဒီကောင်ဒီမှာဒီဒီကောင်6ဝါမယ်ဒီကောင်လေးတွေအညိုဝါအညိုဝါပြီ6ဝါပြီဒီကောင်တွေတောင်းတောင်းနေပြီဒီလိုတောင်းနေပြီဆိုလို့ရှိရင်ဒီမှာလဲကြမ်းထော်နေပြီဆိုရပြီပေါ့ဒီကောင်တွေဆိုရင်တော့ရင့်မဲ့ ကျော်သွားပြီသားတို့ဆိုတော့ပြင်ပြင်ပေါ်တင်ထားတယ်ပြင်တင်ပြီးတော့ဂုံလေးအုပ်ထားတယ်ဒီကောင်အညာကျွေမယ်ဒီအညာပြစ်ကျွေမယ်ကျွေပြီး၂ရက်၃ရက်ဒီမှာဆိုလို့ရင်တစ်ခါကျ၄၅ရက်မှစားရတယ်မိုးရွာတယ်ရာသီဥတုကြတော့နှွေမှာဆိုတော့၂ရက်ဆိုကောင်းကောင်းမဲ့တယ်ဒီပြီးဆိုဒါဆိုရင်၃ငွေကြီးအထက်မှာပဲရှိမယ်၈00ဝဲ၈00လောက်မှာရှိမယ်ဟုတ်ကဲ့လက်လက်ရှိကတော့ဒီအလုံးလိုက်ကတော့တကယ်ကြီးကို၂000ဝဲရောက်နေຫນွေလုံးကတော့၃000ရောက် 和母猪家了，那当我要呢。哦，啊，大猪家了，这个就适当要然后拉回家吧。 ဒီမိုးတွင်းကျတော့နေတာတဲ့အချိန်ကြီးပြီးတော့အရင်မဲ့မှန်တဲ့ဟာတွေကိုခူးတာပေါ့ဗျ3ချင်းရရမယ်5ချင်းရရမယ်6ချင်းရရမယ်ပေါ့အနုမဲ့အနုမဲ့အနုပါညာမပါအောင်လို့တော့အရင်မဲ့တွေပဲလိုက်ရွေးခူးရတာပေါ့အနုသီးပါတော့သာသုံးသူနဲ့ပြဿနာတက်တာတော့တစ်ချိန်ခူးရင်5 6ချင်းပေါ့အလုံး100 150နေပါခူးပါတယ်တခါတွေလဲမိုးကခူးနေနဲ့2ချင်းပြင်ပြင်မယ်3ချင်းပြင်ပြင်မယ်အဲ့ဒါနဲ့နားရတာလည်းရှိပါတယ် တပေအအနည်းဆုံး30 35 40ဒီတိပါတယ်အနည်းဆုံးဘလောက်ရက်တွင်းမှာကုန်လဲဆိုတော့တပေနဲ့အတိမဲ့လာပြီဆိုတော့တပတ်တွင်းကုန်တာများပါတယ်ခင်ဗျခြေတာလို့ရည်ရတာဖြစ်တာဒါမိုးတွင်းမှာတော့ဒါဖြစ်တတ်တဲ့သဘာဝပဲမိုးများတဲ့အချိန်မှာတော့ခုတဲ့ပြဿနာရှိရှိလိမ့်မယ်ဒီနေ့ကမိုးများတယ်မိုးများတော့ဘာဖြစ်လဲဆိုတော့အပင်တော်တော်များများဒီပြဿနာနည်းနည်းရှိတယ်အပင်အုပ်ဆိုင်တဲ့အတွက် ဒီမှုဆွဲတာတို့ဘာတို့ကတော်တော်များများဖြစ်တာလားများတယ်ပင်မရှင်းနိုင်လို့ရှင်တော့ပိုထိတာပေါ့ဒီကောင်းတော့ဟိုကအခောက်ပုတ်ပေါ့ဒီကောင်းအခောက်ပုတ်ပြန်ပြန်ချစ်ထားတာပေါ့ဒါဆေးပြီးမှဆေးသိရမှာပေါ့ဒီကောင်းတွေကမိုးတွင်းမှာအဖြစ်များတယ်ဟုတ်ဟုတ်ညွေမှာတော့နေတယ်မိုးတွင်းမှာဖြစ်တာများသူယောဂလက္ခဏာတော့ဒီဒီမှာချစ်ကြည့်လိုက်လို့ရှင် အမဲရောင်တွေထွက်လာတယ်သူဒီအမဲတွေကဒီ ဒီဒီလိုပေါ့အမဲတွေကပုတ်ပြီးတော့ဒီပတ်ချလဲလိုက်လာဒီကောင်ကုသဆိုအများဆုံးထပ်ပတ်ပါတယ်ဒွေးမှာတော့ထုတ်စားဖို့လာမယ်ဟိုရောက်ကတ်မှုလာမယ်ပင်စီပင်ပင်စီဂိုင်းချောက်တဲ့ပို့ပို့လာမယ်သူ့အားလည်းသူတော့တစ်ခုပြီးတစ်ခုတော့လာနေကြပါပဲကျတော့ဒီချန်နောက်ဆုံးချန်နောက်ဆုံးချန်ဆိုတော့ ဒီကြီးလေးကြီးလမ်းမအောင်ယူလိုက်တဲ့အတွက်ထိတ်ဆုံးပြန်ပေါက်သွားတာဘာအတော့ဆိုဒီရွာထဲကလာရင်တော့နိုင်ွက်40မိနစ်40လောက်လာတယ်နောက်အခုလမ်းမတိုင်းရသွားတဲ့ချိန်ကျတော့ဒါကားပါတခါတည်းတန်းဝင်လို့ရတယ်မိနစ်တွေလည်းမဆောင်ရတော့ဘူးအဓိကတော့ဟိုစားသုံးသူဂျင်းနဲ့အောင်တော့လုပ်ပေးရတာပေါ့ဟိုကိုရောင်းတဲ့ဈေးနဲ့သူတို့စားသုံးတဲ့ဈေးနဲ့မျှတောင်းတော့လုပ်ပေးရတာပေါ့